ဘာကြောင့်အဆင်မပြေဖြစ်ရတာတို့ဆိုတာလေးကိုကိုယ့်ကိုယ်တတိနဲ့ရှာတတ်ဖို့လိုတယ်အလုံးဟာကိုယ့်အကြောင်းတရားနဲ့ကိုယ်သွားနေကြတာဟုတ်လားတကုတ်မှာအဆင်ပြေတယ်အဆင်မပြေဘူးဆိုတာတွေဟာအကြောင်းရှိတယ်အဲ့ဒါတွေကိုကမ္မထံတရားပြတဲ့ဆရာကတိတိကျကျအကုန်လုံးမေးသိနိုင်မလို့နော်ဒါကြောင့်ကိုယ့်ရဲ့အကြောင်းတရားကိုကိုယ့်ဟာကိုယ်ရှာကြရမှာ အဆင်ပြေတဲ့အခါလည်းပဲသတိရှိဖို့လိုတယ်အဆင်မပြေတဲ့အခါမှာလည်းသတိရှိဖို့လိုတယ်အခုတရားစကားပြောတယ်ဆိုတာကဒါလို့အဆင်ပြေခြင်းအဆင်မပြေခြင်းကိုဖြစ်စေတဲ့တတဝရိယသတိတမာရီပညာလို့ဆိုတယ်ဒီအိန္ဒြေ၅ပါးဖူ၅ပါးရဲ့အတက်အကျကိုစဉ်းစားဆင်ခြင်ပြီးတော့အဲ့ဒီသူတော်ကောင်းတရားတွေမိမိတန်တမ်းမှာအကြည့်အသွေးတွေမြင့်လာစေဖို့ သာတရားတွေတက်နေဖို့ဝိရိယတရားတွေပြင်းထန်နေဖို့တရားစကားဆိုတာဟောပေးဖို့လိုအပ်တယ်။နာယူမှတ်သားဖို့လိုအပ်တယ်ပေါ့နော်။ဒါကြောင့်တရားနာတဲ့လုပ်ငန်းကိုတရားဘာဝနာအထောက်ကြတဲ့အခါမှာအဖြစ်မနေလုပ်ကြရတယ်ပေါ့။သို့တော့ဟောဒီလိုတရားအထောက်တဲ့အခါမျိုးမှာအမြဲတမ်းတရားတွေဟာခဏခဏနားထောင်နေရတယ်ဆိုရင်လည်းပဲအရင်ကြီးအရှင်မပြေလာဘူး။ အထုတ်တဲ့ချင်းအထုတ်နားတဲ့ချင်းနားသွက်သူအစဉ်ပြေပြီးလိုင်လျောညီတွေဖြစ်ဖို့တော့လိုတယ်ပေါ့နော်ဒါဒီနေ့တရားအထုတ်ဖို့ရောက်လာကြတယ်ဒကာမပေါင်းသူတော်ဟောင်းတို့ကိုဘုရင်တို့ဗတ္တရားဟောပြခြင်းလည်းရှိလို့ရှိရင်တယုတ်တဏိကေသဗ္ဗဓဝကတန်ယုတ်ပါဠိတော်မှာလာရှိတဲ့ဝရှိတာဘိက္ခုနီတုတ်တန်နဲ့ သေလာဘိက္ခုနီသုတ်တံဆိုပြီးတော့သုတ်တံတရားဒေသနာနှစ်ပုဒ်ကိုအချင်းချုပ်ပြီးတော့ပြောပါမယ်။ဒီအကြောင်းအရာတွေကတရားဓမ္မကိုနာယူတဲ့အလေးအထားများတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဇာဘုနာဝရှိထားရပြီလားအကြောင်းအရာလေးတွေပါ။သို့တော့ဘယ်တော့မှမယိုးနိုင်တဲ့အကြောင်းအရာလေးတွေလို့ဦးဇင်းတို့ထင်တယ်။ဒါလေးကိုဖတ်ကြည့်တော့လေ။ဦးဇင်းတို့လည်းပဲခန့်ငယ်ငယ်တွေကစဒီအကြောင်းအရာလေးတွေကို ရင်နေခွင့်ရပါတယ်။သို့တော့အခုချိန်မှာဒီအကြောင်းအရာလေးတွေကိုကြည့်လိုက်တော့လည်းပဲကိုယ့်ရဲ့စိတ်ထဲမှာတော့တမျိုးတမျိုးအဖြစ်တော့အတိကတော့တိုးတိုးနေတော့မဲ့ဒီအကြောင်းအရာလေးတွေကိုဖတ်တဲ့အခါမှာအတိညာကိုတော့ဒီအကြောင်းအရာလေးတွေကတမျိုးတမျိုးဖြစ်ပေါ်သွားနေစီတော့မဲ့ပေါ့ဒါကြောင့်ဘယ်ချိန်မဲနားထောင်နားထောင်မယိုးနိုင်တဲ့တရားစကားလေးတွေလို့လည်းဆိုခြင်းเนาะ ်တို့သဖြင့်ဒီဘိက္ခုနိဝါရရဲ့အကြောင်းကိုပြောခြင်းရဲ့ရည်ရွယ်ချက်တစ်ခုကတရားတရားအထုတ်ကြတယ်ဆိုတာများသောအဖြစ်သက္ကမကြီးတွေပဲညာနော်တရားကြီးတွေကယောဂီတရားမှ10ရောက်တောင်ရှိဖို့မလွယ်ဘူးပေါ့ဒီမှာအခုတရားကြီးတွေအကြောင်း20လောက်ရှိတယ်ဆိုတာဒါတော်တော်ကိုများတဲ့ခဏပေါ့နော်ဒါတက္ကမကြီးတွေများတဲ့ တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေထဲမှာဘိက္ခုနီတွေရဲ့အကြောင်းကိုပြောရတာလည်းပဲတမျိုးအဖြစ်ဒကမာကြီးတွေအတွက်အားဖြစ်စရာရှင်းနိုင်ကောင်းရဲ့လို့ဒီလိုလည်းပဲတွေးမိတယ်ပေါ့နော်။ဒါကြောင့်ဝစီတာဘိက္ခုနီမရဲ့အကြောင်းကိုအရင်ပြောကြည့်ရအောင်။လက်ဆောင်ပြလက်ထက်ကဝစီတာဘိက္ခုနီဆိုပြီးတော့ညံအလွန်တက်မြက်တဲ့ဘိက္ခုနီမတစ်ပါးရှိတယ်။ ပြောရရင်သူကယန္တာဖြစ်ပြီးသားပါပဲပဇီရအစိမ့်သွားကဲ့သို့ထမြက်တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုလည်းပဲဆိုနိုင်တယ်ဒီနေ့တော့အဲ့ဒီဘိက္ခုနီမကဇီတဝံကျောင်းနဲ့မင်းမွေးမှာရှိတဲ့တောဟုတ်ထဲမှာတရားဘာဝနာကိုနှလုံးသွင်းပြီးတော့အေးအေးချမ်းချမ်းတည်င်းသုံးပြီးတော့နေတယ်အဲ့ဒီအချိန်မှာ ်မြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့အစိုးမကိုလိုက်နာရတဲ့ပုံကိုယ်တွေကိုအမြဲတမ်းလိုလိုနှောက်ရနေတဲ့အန္တရာယ်ပေးနေတဲ့မန္နတ်ဆိုတာရှိရနော်ဒါတချို့ကလည်းပဲမန္နတ်ကိုကိလေသာတရားကိုမန္နတ်လို့ပြောတာတကယ်အဝတ္တဝတိနဲ့ပြည်ကမန္တဆိုတာရှိတာမဟုတ်ဘူးလို့တချို့ကလည်းပဲဒီလိုလွယ်လွယ်မှားမှားပြောကြဆိုကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိသေးတယ်။ မမမန္တဆိုတာရှိတယ်နော်ဘုဒ္ဓဝတိနဲ့ပြီကမန္တဆိုတာတကယ်ရှိတယ်အဲ့ဒီမန္တကရောက်လာပြီးတော့အဲ့ဒီဝိဇိတာဘိက္ခုနီမှာဟိုကြောက်ရွံ့သွားအောင်တနည်းအားဖြင့်စိတ်အနှောက်အယှက်ဖြစ်ပြီးတော့ဒီနေရာကဒီထသွားအောင်အနှောက်အယှက်ပေးတဲ့သဘောအနေနဲ့ကာတာတမှုလာပြီးတော့ရွတ်တယ်တဲ့အဲ့ဒီမန္တကဧနာယံပကတောတတောကုဝံတတ္တတကာရကော ကုဝံတတောသဘုပ္ပံတော်ကုဝံတတောနိရောဇတိတဲ့အဓိပ္ပာယ်ကဘာပြောလဲဆိုတော့အေနာယံပကတောတတောဟောဒီတတောဟာဆိုတာကိုဘသူကလှုပ်ထားတာနေတဲ့ဒီတတောဟာကိုဘသူလှုပ်အပ်တယ်လေကိနအဘေသူတိအယံတတောဟောဒီတတောကိုပကတောပြုလှုပ်အပ်တယ်လေကုဝံတတတကာရကောတတတဟောဒီတတောဟာကို ကာရကောပြုတ်လုတာပြုတ်လုတတ်တဲ့ပုဂ္ဂိုလ်ဟာကိုယ်ကမဇူလေတဲ့အဒီတရားကိုမဇူလုတာတာတုံးလို့ပြောတာကိုယ်ကတတ်တော်သဘုတ်ပံတော်ကိုယ်ကတတ်တော်ဒီလိုစတိဘာကြောင့်ဒီတတ္တဝါကဖြစ်လာတာလဲဘာကြောင့်ဒီတတ္တဝါကချုပ်ပြောက်သွားတာလဲအလွန်လေးတတ်တဲ့မိငွန်းလို့လည်းဆိုနိုင်ပါတယ်နော်ဒီနေမှာသတိထားစရာတကူကတတ္တဝါဆိုတဲ့စကားလုံးကိုသူအကုန်သုံးသွားတယ် ဘာကြောင့်အတ္တဝါဆိုတာဖြစ်နေတာတော့ဘာကြောင့်တတ္တဝါဆိုတာချုပ်သွားတာတော့ဒီတတ္တဝါကိုဘယ်သူကလှုပ်ထားတာတော့အဲ့လိုမေးတဲ့အခါကျတော့ဝိဇိတာဘိက္ခုနီမကဂါထာ၃ပုဒ်ရွတ်ချုပ်ပြီးတော့မန္တရဲ့အမိကိုပြန်လဲတွန့်ပြန်နေပေါ့ကိန္တုတတောတိပစ္စေတိမာရဒိဋ္ဌိကတံတုတိသုဒ္ဓသင်္ခါရပုံစောယံနယိတတတုပလဘတိတဲ့ မနာတဲ့ေရာဘောတတဝါလို့သင်ကယုံကြည်နေတာလေတဲ့ကိန္ဒုတတောတိပစ္စေတိေရာကြီးကိုတတဝါလို့သင်စီတယ်ကယုံကြည်နေတာလေတဲ့ထင်းနေတာလေတဲ့ဒိဋ္ဌိကတံတုတိအဘေရာရဲ့ပုံမှာမှားရွတဲ့အယူအဆကြီးဖြစ်နေတာလေတဲ့ဘာကြီးကိုသင်ကတတဝါလို့ထင်းနေတာတော့လို့မေးလိုက်တာသူကတတဝါဆိုတဲ့စကားနဲ့ကိုင်းပြီးတော့ပြောတာဆိုတော့ သူ့ကိုအဲ့လိုပဲပြန်တုံ့ပြန်လိုက်တာဘေးရာကိုသင်ကတတဝါလို့ထင်းနေတာတော့တဲ့တာဝတုကစလို့ဘီလိုလေးပြောရရင်ဘေးရာကြီးကိုတတဝါလို့သင်စီထဲမှာယုံကြည်နေတာတော့တဲ့တကယ်ဆိုလို့ရှိရင်နေရီတာတတုပါလက်ပတိတတဝါဆိုတာပရမတ္ထအဖြစ်ထင်ရှားမရနိုင်ဘူးမရှိဘူးတဲ့တတဝါဆိုတာမရှိဘူးတဲ့ဘာတွေပဲရှိနေတော့ဘာတွေပဲဖြစ်နေတော့ဆိုရင်သုဒ္ဓသင်္ခါရပုံစောရံဒီစကားလေးကအရင်သဘောကျတဲ့အကောင် သုဒ္ဓသင်္ခါရပုံစောယံတတ္တသောသင်္ခါရတို့ရဲ့အစုအပုံကြီးပါတဲ့တတ္တဝါဆိုတာပရမတ္ထအပြင်ထင်ရှားမရှိဘူးတဲ့မရအပ်ဘူးတဲ့ဒီချာလေးနားထောင်နော်ဘယ်ຢာဒီကိုသင်္ခါတတ္တဝါလို့ယုံကြည်နေတာလေဘာကြီးရဲ့ပုံမှာသင်ရဲ့အမြင်တွေကမှားနေတာတော့တကယ်ဆိုလို့ရှိရင်တတ္တဝါဆိုတာထင်ရှားမရှိဘူး ထင်ရှားဖြစ်နေတာကတတ္တသင်္ခါရတရားတို့ရဲ့အစုအပုံကြီးပဲသုဒ္ဓသင်္ခါရပုံစောရာဒီစကားလေးကိုပြေချာရလေးနားလေးဆွဲအောင်မှနော်သုဒ္ဓသင်္ခါရပုံစောရာနော်သင်္ခါရဆိုတာအကြောင်းတရားတို့ကြောင့်ဖြစ်နေတဲ့သဘာဝတရားသုဒ္ဓဆိုတာတတ္တတခြားဘာမှမယောဘူးပေါ့နော်ဆိုလိုတာကသင်္ခါရတရားတတ္တရဲ့ပုံစဆိုတာအစုအပုံကြီးလို့ပြောတာဟုတ်လား တော့သူရဲ့စကားကိုပိတ္တပေါင်းတတော်အောင်တို့ဘာမှနားမလဲကြတော့မရှိဘူးเนาะဘာလို့မေရာကြီးရဲ့ပုံမှာသင်္ခါဒါကြီးကတော့တတ္တဝါကြီးပဲလို့သိစီထဲကယုံကြည်နေတာတော့တကယ်ရှင်တဲ့တတ္တဝါဆိုတာပရမတ္ထအဖြစ်သင်ရှားမရှိဘူးတကယ်ဖြစ်နေတာကအကြောင်းတရားတို့ကြောင့်ဖြစ်ပေါ်နေတဲ့တဘာဝတရားတသက်ရဲ့အစုအပုံကြီးသာတကယ်ဖြစ်နေတာဘယ်လိုလေးပြောတာเนาะအဲ့ဒါကို तू ကပူပြီးတော့နားလေအောင်ဥပမာပေးပြီးတော့ပြောတယ် ယထာဤင်္ဂတံပါတော်ဟောတိတတော်ရထောဣတိဒီဝခန္တီသူတတ္တိသူဟောတိတတော်တိသမုတိဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်င်္ဂတံပါတာအင်္ဂအစီပိုင်းတွေရှုထားလိုက်တဲ့အခါမှာဟောတိတတော်ရထောဣတိယထာဆိုတဲ့နာမည်ဟာဖြစ်ပေါ်လာတယ်တဲ့အဲ့ဆိုအပြလက်ထက်ကမြင်းလို့နဲ့ဆွဲတဲ့မြင်းယထာဆိုတာရှိတယ်ဒါကခုလည်းရှိတာပါပဲ။ အဲ့ဒီယထာဆိုတာသင်္ခါအစိအပိုင်းတွေရဲ့အစုအဝေးပဲတော့ဘိန်းတဘိန်းရှိမယ်ဝင်ရိုးရှိမယ်ယထာတန်ရှိမယ်ရှေ့ကမြင်းဆွဲမဲ့နေရာကတော့တဘိုးတုံးလိုနေရာမျိုးသို့မဟုတ်တော့အင်္ဂါစိပိုင်းတစ်ခုခုရှိနေမယ်လျှံတွေရှိမယ်ဘောကအမိုးတွေရှိမယ်အကာတွေရှိမယ်အခင်းတွေရှိမယ်တခုရင်းကိုတည်တည်ချာချာတွက်ကြည့်မယ်ဆိုရင်အင်္ဂါအစိအပိုင်းတစ်ခုစီရဲ့နာမည်ဟာထင်ရှားတယ် သို့တော့အဲ့ဒီအင်္ဂါအစိပ်ပိုင်းတွေအလုံးစုလိုက်တဲ့အခါကျတော့ယထာဆိုတဲ့နာမည်ရလာလေအင်္ဂါအစိပ်ပိုင်းတစ်ခုစီကိုဖြုတ်ပြီးတော့ပုံလိုက်မယ်ဆိုရင်တော့ယထာဆိုတဲ့နာမည်ဟာပျောက်သွားတယ်ဘိန်းကိုလည်းညှို့ထုတ်ပြီးတော့ဒါယထာလားလို့မေးရင်ဘိန်းကလည်းတတ်တတ်သူ့မှာနာမည်ဘိန်းဆိုတဲ့နာမည်ရှိပြီးသားသဘိတတို့နားလည်ပြီးသားပါဟုတ်လား ယထာတစင်းရဲ့လို့ဖြစ်နေတယ်ဆိုတာလိုအပ်တဲ့အင်္ဂါအစီအပိုင်းတွေပြီးပြီဆိုလို့စူးစီးမိသွားတာကိုယထာတစင်းလို့ခေါ်တာတကယ်အဖြစ်ယထာဆိုတဲ့သဘာဝတတ္တထင်ရှားမရှိဘူးအင်္ဂါအစီအပိုင်းတွေရဲ့အစုအဝေးပဲတကယ်ရှိတယ်ခန္ဓာကိုယ်ကြီးကိုယထာနဲ့ဥမာပေးတာနော်ဒါကနမရူပပြိစီတာညာကိုများစွာယဉ်တန်စီမှ များစွာရင့်တန်မှုရှိမှဒီစကားကိုပို့ပြီးတော့နားလည်မယ်ပေါ့။တနည်းအားဖြင့်လည်းပဲဒီအကြောင်းအရာလေးတွေကိုစဉ်းစားဆင်ခြင်ကြအဖြစ်လွန်တန်မှုကြီးမားတဲ့နာမရူပပရိစ္ဆေဒဉာဏ်ကိုရင့်တန်စေနိုင်တဲ့ပေါ့။ပုဂ္ဂိုလ်တ attva မဟုတ်ဘူး။သဘာဝတရားတို့ရဲ့အစုအဝေးကြီးများတာဖြစ်တယ်ဆိုတာလေးကိုပို့ပြီးတော့ရှင်းအောင်သူကယထာနဲ့ဥမာပေးတာ။အခုခေတ်မျိုးအနေထားမျိုးဆိုရင်တော့ကားနဲ့ဥမာပေးလေရနိုင်ကောင်းတယ်ပေါ့ ကားဆိုတဲ့အရာကိုအင်္ဂါစိတ်ပိုင်းတစ်ခုစီတစစီဝက်ဦးလေးတွေနှက်လေးတွေကစဝါယာကျိုးလေးတွေကစတစစီတစစီအကုန်လုံးရှုပ်လိုက်မယ်ဆိုလို့ရှိရင်ကားဆိုတဲ့နာမည်ဟာပျောက်သွားတယ်စဉ်းစားနော်အကုန်လုံးဟာသူ့နာမည်နဲ့သူအသီးသီးရှိနေတယ်နောက်တစ်ချက်စဉ်းစားတယ်ဟာကောင်းတာကဒီကားဆိုတဲ့ဥစ္စာကလိုအပ်တဲ့အင်္ဂါအစိတ်ပိုင်းတွေအကုန်လုံး စူစီမိမဩပြေးနိုင်တယ်နောက်ဆုံးနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဆိုတဲ့အစွမ်းတတိကပေါ်လာတာတခုစီတခုစီခွဲခြားထားမယ်ဆိုလို့ရှိရင်ကာယရဲ့အစွမ်းတတိဟာမရှိဘူးဟုတ်တယ်မဟုတ်လားအဲ့လိုပဲဒီခန္ဓာကိုယ်ကြီးကဒီခန္ဓာ၅ပါးကလည်းပဲအကုန်လုံးစနစ်တကျစူစီနေမှသာလေသူ့ရဲ့စွမ်းရည်တတိကပေါ်လာတာလုံနိုင်တာရှင်နိုင်တာလုံနိုင်တာကိုင်နိုင်တာတွေးနိုင်တာကြံနိုင်တာ ဒီတရားစဉ်းစားနော်တခုစီဖြုတ်ထားလဲဆိုလို့ရှိရင်အဲ့ဒီအစွမ်းထွက်လာတဲ့အကြောင်းမရှိဘူးတနည်းချက်နဲ့ပတ်သက်ပြီးတော့ဆရာကြီးဥရှေအောင်ရေးထားတဲ့ဘဝအကျဉ်းသားဆိုတဲ့စာမားလေးတစ်ပုဒ်ရှိတယ်အဲ့ဒါကိုကျုံလို့ရှိရင်ဖတ်ကြည့်စီချင်းအဲ့ဒီအကြောင်းအရာကိုဆရာကြီးကဒီဘဝဒီခန္ဓာကိုကားတစ်စင်းနဲ့ဥမာပေးပြီးတော့ရေးထားတယ်အလွန်လေးလက်တဲ့အကြောင်းအရာပါပဲ ရောနှောခြင်းဆိုတာရှိတယ်ပေါင်းဆက်ခြင်းဆိုတာရှိတယ်ရောနှောယုံရောနှောထားတယ်ဆိုလို့ရှိရင်အစွမ်းမထွက်ဘူးတဲ့ဒီစနေ့ကျပေါင်းဆက်မှအစွမ်းထွက်တာတဲ့ဒီကြပါစို့ကားမှာရှိတဲ့အင်္ဂါစီပိုင်းတွေကိုအကုန်လုံးဖြုတ်ဖြုတ်ပြီးတော့ဘိုးဘာခင်ကြီးပေါ်မှာအကုန်လုံးဖြန့်ချပြီးတော့အကုန်လုံးရောငွေထားလိုက်မယ်။အဲ့ဒီပစ္စည်းအစုပုံကြီးကပြေးနိုင်လားမပြေးနိုင်ရောတော့ရောထားတာပဲနော်ဟုတ်လား ဒါပေမဲ့စနစ်တကျပေါက်ဆက်ထားတာမဟုတ်ဘူးရောယုံပဲရောထားတာအဲ့ဒီအင်္ဂါစိတ်ပိုင်းတွေကိုစနစ်တကျပေါက်ဆက်လိုက်မယ်ဆိုရင်သူ့နေရာနဲ့သူ့အဝင်ဝင်ကြတက်လိုက်မယ်ဆိုရင်တော့အဲ့ဒီကာကလောလောတဲ့ပစ္စည်းအကုန်ပြည့်စုံသွားပြီဆိုရင်တက်မောင်းလို့ရတယ်ဟာအစွမ်းထွက်လာတယ်အဲ့လိုပဲဒီဘဝခန္ဓာဟာလည်းပဲအာလုံးစနစ်တကျပေါက်ဆက်ထားမှသူကအစွမ်းထွက်လာရောယုံရောထားရင်တော့အစွမ်းမထွက်ဘူးတဲ့ ပေါင်းဆက်ထားမှာအဲ့ဒီပေါင်းဆက်မှုကနားလေကိုအရန်ခက်တယ်ဒါကနေနဲ့လေးနဲ့ထက်အပိုင်းလေးပြောကြည့်တော့တပည့်ကြီးနဲ့ဒီခန္ဓာကိုအစီပိုင်းနေတဘာဝတရားအစီပိုင်းနေကိုပေါင်းဆက်ထားတယ်လေကိလေသာတရားတွေနိဝရဏတရားတွေအာတဝတရားတွေယောဂတရားတွေခန္ဓာတရားတွေတော့အစီတဲ့အနေနဲ့ပေါင်းဆက်ထားတာရှိတယ်ကျိုးအနေနဲ့ပေါင်းဆက်ထားတာရှိတယ် ယူစည်းမှုအနေနဲ့ပေါင်းဆက်ထားတာရှိတယ်အရက်အာသဝအနေနဲ့ပေါင်းဆက်ထားတာရှိတယ်ပူလောင်မှုအနေနဲ့ပေါင်းဆက်ထားတာရှိတယ်ပေါင်းဆက်မှုပေါင်းဆက်နေစနစ်တရားပေါင်းဆက်ထားတာအဲ့ဒီပေါင်းဆက်လိုက်တဲ့အခါကျတော့သောသောကကာအပြည့်စည်းတွေကိုစနစ်တရားပေါင်းလိုက်လို့ရှိရင်ကာပြည့်နိုင်တယ်ဆိုတဲ့အစွမ်းထွက်လာတယ်အဲ့လိုပဲဒီသင်္ခါရတရားတဘာဝတရားတွေကိုစနစ်တရားပေါင်းဆက်လိုက်တဲ့အချိန်မှာမိစ္ဆာဒိဋ္ဌိအပြင်ငါဆိုတဲ့ပုဂ္ဂိုလ်တ attva သဘောကြီးထွက်လာတယ်တဲ့ ဒါပေမဲ့အဲ့ဒါတကယ်မဟုတ်ဘူးတဲ့ဓမ္မသဘောဝအဖြစ်ဆိုရင်တော့ဘဝဆိုတဲ့အစွမ်းထွက်လာလေတဲ့ဆရာကြီးအဲ့လိုရေးတယ်။ဒါဒါက